အသက်100လောက်ထိပြင်းပြအသက်ရှည်ကြတဲ့အီတလီကမြို့လေးကမ္ဘာပေါ်မှာလူသက်တမ်းပြင်းပြအရှည်ဆုံးဒေသတွေကတစ်ခုဖြစ်တဲ့အီတလီနိုင်ငံဆာရီးနီးယားကျွန်းဟာအသက်ရာကျော်ရှည်တဲ့တက်ကြီးရွယ်တွေအများဆုံးရှိတဲ့ဘလူးဆောင်လို့သတ်မှတ်ခံထားရတဲ့ထူးခြားတဲ့ဒေသဖြစ်ပါသည်အဲ့ဒီကျွန်းပေါ်မှာလူရည်ရဲ့အသက်ရှည်မှုလေးဝက်ချဟာဘာများဖြစ်မလဲဆိုတာသိပ္ပံပညာရှင်တွေနဲ့သူဒေသတွေကနှစ်ပေါင်းများစွာလေ့လာခဲ့ကြပါသည်သူတို့ရဲ့လေ့လာတွေ့ရှိချက်အရဒီဒေသခံတွေရဲ့အသက်ရှည်မှုဟာ လူနေမှုပုံစံစားတောက်နေထိုင်မှုနဲ့တဘာဝပတ်ဝန်းကျင်ပေါ်ကိုအများကြီးမူတည်နေတာကိုတွေ့ရပါသည်။စာရီးနီးယားကျွမ်းသားတွေဟာတောင်ပေါ်ဒေသမှာအများစုနေထိုင်ကြပြီးနေစဉ်လှူရှားသွားလာမှုများတဲ့အလုပ်တွေကိုလုပ်ကိုင်ကြပါသည်။ဥပမာအားဖြင့်တလိမ့်ဆန်ကျောင်းသာလေယာဉ်လုပ်ငန်းခွင်တွေမှာလက်နေလုပ်ကိုင်ခြင်းနေကြောင်းမလို့သရီးရဲ့ခန္ဓာကိုယ်ကအများရန်လှူရှားနေပါသည်။နောက်ပြီးတော့သရီးရဲ့စားတောက်တဲ့ပုံစံကလည်းရိုးရှင်းပြီးတဘာဝအတိုင်းဖြစ်ပါသည်။ဥပမာပြောရရင်စိတ်ဖိစီးမှုတွေများစေတဲ့ခင်မီလူနေမှုပုံစံကိုရှောင်ရှားပြီးမိသားစုနဲ့အတူတကွနေထိုင်ကြပါသည် တက်ကြီးရွယ်ဦးတွေကိုတံမိုးထားပြီးတော့လေးစားမှုရှိတာလူမှုအတိုင်းဝင်းနဲ့ခိုင်မာတဲ့ဆက်ဆံရေးရှိတာကြောင့်စိတ်ပိုင်းဆိုင်ရာကျန်းမာပျော်ရွှင်မှုကိုပေးနိုင်ပါ ರಿ အဲဒါကြောင့်မလို့ဆာဒီနီးယားကျွန်းဟာအေဂျင့်တဲ့တဘာဝမျှတာတဲ့အစားအစာနဲ့လူမှုရေးစနစ်တွေကြောင့်မလို့အသက်ရာကျော်ရှည်တဲ့မြို့လေးအဖြစ်အန်အော်ဒဂျီလေးစားခံရတာဖြစ်ပါ ರಿ